အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒါကျွန်တော်တို့ကောင်းမွန်သောဒါမနက်ခင်းလေးဖြစ်ပါစေညံကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးခြင်းပါတယ်အဲ့တော့ဒါဒီနေ့ဒါကျွန်တော်တို့အေးပေါ့မနက်အစောပိုင်းမှာတော့ဒါကျွန်တော်တို့အဲမနက်အစောပိုင်းဆိုတော့ဒါချယ်ဆီကတော့မြန်မာစံတော်ချိန်17:55မိနစ်ကတည်းကဒါကျွန်တော်ကံသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်တော်တန်ဟော့စပတ်တင်းနဲ့ကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်အသင်းကဒါနောက်ကျမှကံခဲ့တယ်ဗျာနော်အဲ့တော့ပထမဆုံးကံသွားတဲ့ပွဲတစ်ပွဲဖြစ်တယ်ဒါကျွန်တော်တို့ချယ်ဆီအသင်းနဲ့ဒါကျွန်တော်တို့ လီဂီယာဝါဆောပွဲစဉ်ကိုပြောမယ်ပြီးရင်တော့ကျွန်တော် United နဲ့ Lion နဲ့ပြောမယ်ပြီးရင်တော့ Tottenham Hotspur သင်းရင်တပ်ပွဲစဉ်ကိုကျွန်တော်ဆုံးမထားပြီးပြောသွားမှာပေါ့နော်အဲ့တော့လီဂီယာဝါဆောနဲ့ဒါကျွန်တော် Chelsea နဲ့ပွဲစဉ်မှာလီဂီယာဝါဆောရဲ့ဒါကျွန်တော်တို့အိမ်ကွင်းမှာတော့ Chelsea သင်းကပထမအကြော်မှာတင်မယ်ဒါဂိုးပြတ်အနိုင်ယူပြီးတော့သူတို့အနေနဲ့ dominant တစ်ခုလုပ်ပြခဲ့တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါ Chelsea အသင်းအနေနဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့လီဂီယာဝါဆောတော့မှဒါတော်တော်လေးခက်ခက်ခဲကန်လိုက်ရနေတာမှရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲစဉ်မှာကြည့်ပြီးတစ်ခုသုံးသပ်လို့ရခဲ့တာကလာမယ့်ညရာဒီမှာ Christopher Angulo တယောက် Chelsea အသင်းမှာလုံးဝရှိမ ်နေတော့ဘူးဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရမှာဒီမှာပါတယ်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစမှာဒါကျွန်တော်တို့လုံးဝမဖြစ်မနေအတိမတ်ပြေရမှာတော့ဂျေရင်ဆန်ချူပဲပေါ့နော်ဂျေရင်ဆန်ချူကတကယ်တော့မဖြစ်မနေအတိမတ်ပြေရမှာဒါနော်နီမာဒူဝီကီကတော့လက်ရှိမှာဒါကျွန်တော်ဂျေရင်ဆန်ချူနဲ့တို့ဒီနေ့ပွဲစမှာတော့တော်တော်လေးကိုမှန်ကန်တဲ့ဒါလူတွေဖြစ်ခဲ့လူပဲပြောလို့ရမှာဒီမှာပါတယ်အဲ့တော့ဒီနေ့ပွဲစမှာဒါချက်စီဘက်ကပြန်ကြည့်မယ်ဆိုတော့တစ်ဖက်တက်အသာစီးနဲ့ဒါကျွန်တော်တို့စော့နေတဲ့အသင်းသင်းကိုမြင်ခဲ့ရတယ်ဒါပြင်ဒီနေ့ပွဲစမှာဒါချက်စီတင်းနဲ့ဒါကျွန်တော်လုံးဝအသီးသာပါတစ်ဖက်အသင်းကို dominant ဆန်ဆော်တယ်လီဂီယာဝါဆော့နဲ့ဒါကျွန်တော် counter pressing တစ်ခုကလွင်ဘာမှလုပ်လို့မရဘူးပြီးရ တာခုနကပြောသူတို့မြန်နှုံးမိကစားသမားဖြစ်တဲ့ဒါဂျပန်ကစားသမားမူရီရှိတာကိုအသုံးပြုပြီးဒါကောင်တာပရက်ဆင်တစ်ခုလောက်ကလွှဲရင်ဘာမှမလုပ်တတ်ဘူးပေါ့နော်အဲ့တော့ဒီနေ့ပွဲစမှာဒါချက်စီးတင်းကဒါကျွန်တော်တို့ရှယ်ရှယ်လေးနဲ့ပုံမှန်လေးနဲ့ဂုံဂုံကိုကလှုပ်လာခဲ့တဲ့အချက်ကတော့ဒါသူတို့အနေနဲ့ငါတို့ကဒီနေ့ပွဲစဉ်ကိုနိုင်ကိုနိုင်နဲ့အကွက်ဆိုတဲ့ပုံစံမျိုးဒါချက်စီးတင်းစီကနေတွေ့ရတယ်။ပြောချင်တာလက်ရှိမှာဒါချက်စီးတင်းနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်လူငယ်တချို့ကိုတပွဲထွက်ခွင့်ပေးပြီးဒါကျွန်တော် second line ကတချို့ကိုလည်းတွေ့ရတယ်။အဲ့တော့လက်ရှိမှာဒီနေ့ပွဲစမှာဒါကျွန်တော်တို့ Anson Morris ကနေလည်းအရင်ယူသွလွန်နေတာကျွန်တော်တို့အဲ inverted fullback ပုံစံမျိုးပေါ့နော်ဒါကျွန်တော် RC James ကိုဒါကျွန်တော် inverted fullback ဲ့ပုံစံမျိုးထည့်တယ်။ in game မှာဒါကျွန်တော်တို့ဒါ343ဆိုတဲ့ပုံစံမျိုးနဲ့ပုံစံမျိုးသွားပြီးဒါကျွန်တော်352တခါကျရင်343ဆိုတဲ့ပုံစံမျိုးခက်ဆက်ဆင်သွားတယ်ဗောနော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ရုတ်တရက်ကြည့်မယ်ဆိုရင်လည်း Pep Guardiola အရန်ဖြစ်ချင်နေတဲ့ပုံစံမျိုးတွေက Chelsea ပြည်သက်တွေကဒါကိုလုံးဝမကြိုက်ဘူး။ပြီး Ligia Warsaw မှာဒီလိုမျိုးကြီးတွေစော့နေတာတို့မကြိုက်ဘူးဗောနော်။ပြီးရင်လက်ရှိမှာဒီနေ့တွင်းသွားတဲ့အတွင်ကိုတွေကိုလည်းပြည့်မယ်ဆိုရင်ဒါကျွန်တော်တို့အကွက်ကောင်းနေဆိုတာကစားသမားတွေရဲ့မြန်နှုံးမြန်ကစားသမားတွေရဲ့လက်ရှိမှာဒါကျွန်တော် scale တွေကတစ်ဖက်အသင်းရဲ့ဒါကျွန်တော်ကစားသမားတွေထပ်ပို့ပြီးတော့အများကြီးကောင်းနေလို့ခေါင်းတစ်ချမ်းတောင်းခေါင်းတစ်လုံးတက ခေါင်းတစ်ချက်တော့မဟုတ်ခေါင်းတစ်လုံးပူတာသွားတယ်ဆိုတဲ့ဥစ္စာမြင်ရတကယ်တမ်းကအကွက်ဒီမှာဘာညာဆိုရင်တကယ်တမ်း tactical ဘာညာရကိုရီတောင် tactical နားမပြေဘူးကြာကျင်ဆိုရင်တော့ကျွန်တော်အဖေနဲ့ကျွန်တော်မမေရကျွန်တော်ပြရတာနေကင်းကသူအိပ်ပျော်သွားတဲ့ကြောင့်သူ့အနေနဲ့သူအိပ်မပျော်ဘူးနော်အိပ်မပျော်ကျွန်တော်သူနဲ့ချက်စီပွဲကြည့်တယ်ချက်စီကဟိုနောက်ပါသူသူဘိုးတော်ရူပါတယ်ကျွန်တော်တက်တီကယ်ဘာညာနားမယ်နော်ခမပြောရင်တော့ဒေးပြောနိုင်တယ်ဘာလို့အကြည့်နေနေမင်းနံပါတ်30ချော်အကောက်ကောင်ကျော်သွားမသိဘူးနံပါတ်30အဲ့ချာတိတ်လေးကတွင်းလိမ့်မယ်တယ်ဘာလို့ဖုံးဆိုတကယ်တွင်းမော်တကယ်ခုနကဒီနေ့ပေါ်အဲ့ခုနကပေါ်ဒုတိယပိုင်းအဲ့ ချားတယ်မှာဗောနော်လုံးဝဒါကျွန်တော်တို့ George တယောက်ကလွင်ဘဒူးမှာဒါကျွန်တော်သိပြီးအာကုန်ပြီးတော့အခုလက်ရှိမှာဒါကိုပါမာရဲ့ form เนี่ยတော်တော်လေးကိုကြာနေတယ်လို့ပြောလို့ရတယ် Bradford Mayer ဒါအရန်နဲ့ပုံစံမျိုးဝင်ထားခဲ့မှာသိပြီးတော့မပြောလို့ဘူးလက်ရှိမှာဒီနေ့ပုံစံမှာဒါကျွန်တော် Drewsbury Hall နဲ့သူနဲ့ overlap ဖြစ်နေလို့လားဘာလားတော့မသိဘူးเนาะဒါ Drewsbury Hall ကနောက်ပိုင်းပုံစံမှာတော်တော်လေးကိုကောင်းလာခဲ့တယ်ဒီနေ့ပုံစံမှာဒါ Center Midfield ပုံစံမျိုးနဲ့ပို့ပြီးတော့စိန်နဲ့တိုက်စစ်ကိုခံစေကိုတော်တော်လေးကိုဒါဘယ်လက်ညီတဲ့တင်တင်ပေါ့နော်ဒါဒါပေမဲ့လက်ရှိမှာဒါချက်စီတက်ကပြန်ကြည့်မယ်ဆိုတော့အဖက်ဘက်ကပြန်ကြည့်မယ်ဆိုတော့ဒီပွဲဒီဖလားကတော့ဒါကျွန်တော်ဘဲချင်းကောက်ပြီးတော့ယူယူရတဲ့ဖလားတစ်ခုကိုချက်စီအသင်းစီကနေပြီးတော့ကျွန်တော်တို့မြင်ရတဲ့ပုံစံမျိုးကိုတွေ့ရမယ်ပေါ့နော်အဲ့တော့ချက်စီအသင်းနဲ့ဒီနေ့ပွဲစမှာရှင်းတယ်တို့နေဒီဖလားကတို့ဖလားပဲဆိုတော့ဆက်လက်ပြီးတော့ dominant ပြသွားခဲ့တယ်လီဂီယာဝါဆော့ကိုလည်းဒါ Stamford Bridge မှာကန်အောင်မယ်ဒါပေမဲ့ဘယ်လိုပဲပြောဒီဖလားကတော့ချက်စီဖလားဖြစ်ဖို့တော်တော်လေးရေးပန်းစားဒီတိုင်းပြန်ကြည့်မယ်ဆိုရင်တော့ Manuel Pellegrini ရဲ့ဒါကျွန်တော်တို့ Real Betis အသင်းလောက်ပဲ ဲဒါကြောင့် Chelsea အသင်းကိုနည်းနည်းလေးအဟန့်အတားတစ်ခုအနေနဲ့ပြုတ်လုနိုင်မယ်လို့ကျွန်တော်နည်းမြင်မိတယ်။ Chelsea အသင်းကနေလေးပွဲစံမှာဒါပြောရမယ်ဆိုတော့တစ်ဖက်သက်ကြီးပါပဲ။တော်တော်လေးကိုတစ်ဖက်သက်ကြီးပဲလို့ပြောလို့ရတယ်မှပါတယ်။အဲ့တော့ဒါနောက်ဆုံးမိနစ်နောက်ဆုံး second အထိကြည့်လို့ကောင်းခဲ့တာကတော့ Lion နဲ့ဒါကျွန်တော်တို့ Manchester United အသင်းပဲပေါ့နော်။အဲ့တော့ကျွန်တော်မနေ့မှ Spa အဲ့တော့ကျွန်တော် Spa ဘွဲ့ကယင်ပြီးတော့ပေါ့နော် Spa ဘွဲ့ယင်ပြီးတော့ကိုရီအသင်းကစောက်သုံးမကြအောင်စောက်သုံးမကြတာ at least တော့ပေါ့နော်မမေ့ရကျွန်တော်ကြည့်နေချင်း90 plus 3မိနစ်လောက်မှဒါကျွန်တော် United အသင်းက2-1ဆိုတာပြီးသွားပြီပေါ့ AC ပေါ့။ ဒီနေ့ပွဲစဉ်ကိုကြည့်ပြီးပေါ့နော်ဒါကျွန်တော် European ဥရောပပေါ့နော် European Night တွေမှာဆိုတော့ဒါကျွန်တော်တို့ Onana တက်ကအငဲတိုင်းရောင်းနေဗျာဒါကျွန်တော်တို့ဟိုကျွန်တော်ဒါ Onana ဆိုက်ရောက်ခတဲ့ကဒါမမေရတာကျွန်တော် Champion League မှာခတဲ့ရောင်းတာအခုချိန်နေသူတောက်ရှောက်ရောင်းနေစေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပေါ်ဆုံးမှာဆိုနှလုံးလုံးကသူ့ရဲ့နမောနမပထမဆုံးလုံးကထားပါတာကျွန်တော်ဘယ်လိုလဲတစ်ဖက်ကတော့ကျွန်တော်ကန်ချက်လည်းနည်းနည်းလေးပူကောင်းအမားရိုက်တာကန်ချက်ဘာညာကောင်းတော့ဒုတိယလုံးပါဗျာသူ့အနေနဲ့ သူပိုကောင်းခဲ့တဲ့နဲ့အလုံးတလုံးလို့ကျွန်တော်အနေနဲ့ပုံကူရရရမြင်မိရတယ်မှာပါတယ်အဲ့တော့ပြောချင်တာက United အသစ်နဲ့ပြီးလာတဲ့ Bingo တွေအရဗျာတကယ်တမ်းပြန်စမ်းစားကြည့်မို့တကယ်ကိုကျွန်တော်ကြောင်းတောင်ဆန်နဲ့ပေးကူတွေလို့ပဲကျွန်တော်အနေနဲ့ personally မြင်တယ်ကိုသမားရတာ mistake data ဒီနေ့ကိုသမားဗျာတစ်ဖက်ကဟိုဘာနဲ့တော့တူလဲဆိုတော့တခဲကမီးနေကြီးလို့ပဲတစ်ဖက်ကတော့ Lion အသင်းကတော့ share နဲ့တသင်းလုံးတသင်းလုံးစင်လုံးသွားတာကျွန်တော်တို့ chaotic ဖြစ်လို့နဲ့ movement ကြီးတွေတွေ့ရတယ် wow 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 ဆိုတဲ့ပုံစံမျိုးတွေဒါကျွန်တော် Lion စီးကတွေ့ရခုနကပြောလို့တသင်းလုံးတာနောက်တန်းကကောင်တီကအစားဒါကျွန်တော်ရှေ့ အရန်တက်လုံးဝကြီးနေရာခါတေးတို့ဘာလို့ ਆ ဆိုတော့ကျွန်တော်တို့ဒါကွင်းလည်လောက်ထိတက်ပြီးကိုဒါကျွန်တော်တို့တွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့နှစ်ဖက်အသင်းလုံးမှာဒါအဓိကကွာချားသွားတဲ့အချက်ကတော့ဒါကျွန်တော်တို့ အဲတစ်ဖက်က Lion သင်းရဲ့တိုက်စစ်တွေကတော်တော်လေးကောင်းအထူးသဖြင့်ဒါကျွန်တော် Ryan Sherkey နဲ့ Almada တို့ကတကယ်ဥဒါကျွန်တော်တို့ game ကို difference လုပ်သွားစီတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်တဲ့မှာပါတယ် United ကဒီနေ့ပွဲစံမှာကြည်ပြီးနောက်တစ်ခုထပ်ပြောရမယ်ဆိုရင်ဂိုးသမားညံ့တာကလွင်နောက်တန်းကမဆိုးလို့ပြောလို့ရတယ်နောက်တန်းကဒါကျွန်တော်စနစ်ကြတယ်ပြီးရင်ဒါကခုနကပဲလက်ရှိမှာ United သင်းရဲ့ set piece တွေကတော်တော်လေးအသက်ဝင်လာတယ် Lanai Euro နဲ့ဒီနေ့ပွဲစံမှာဒါကျွန်တော် progressive မှာတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်သူ grinder ကျွန်တော်ရှေ့ထိဘောလုံးတက်ပြီးတော့ဆွဲသွားတဲ့ movement တွေဆိုနှစ်ခေါက်သုံးခေါက်လောက်တွေ့ရတယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာလက်ရှိမှာဒီနေ့ပွဲစံမှာဒါ United အသင်းက philosophy ရ Ruben Amorim ရဲ့အကွက်ရတော်တော်လေးကိုအဆင်ပြေတယ်။ဒါပေမဲ့ individual mistake တွေတော်တော်လေးကိုစိုးရွားတယ်လို့ကျွန်တော်နေခုနကဘုနာနာရဲ့အမားတွေပေါ့နော်။ Onana ရဲ့အမားဆိုတကယ်ကိုလုံးဝလုံးဝမဖြစ်တဲ့အမားတွေပေါ့။ဒါဟိုလက်ရှိမှာ rating ကိုကြည့်ရင်ဒါကျွန်တော်တို့လက်ရှိ4.8ပေါ့တသင်းဒါနှစ်ဖက်သင်းလုံးပေါင်းရင် Onana က rating အနေဆုံးတကယ်လေ world deserve rating အနေဆုံးဖြစ်တဲ့လို့မြင်တယ်။တကယ်ကိုကြောင်တောင်ကန်းတန်းနဲ့ဘာတွေလုပ်မှန်းမသိတယ်ကျွန်တော်ဒါ Onana ကိုမြင်တွေ့ရတယ်ဘာမှပါ။အမှန်တိုင်းပေါ့ဒါ United ကအိမ်ငွင်းကြီးကိုဒါ2-1ဆိုတဲ့ရလက်ကြီးနဲ့ဒါတကူ deficit ကြီးနဲ့သွားရမယ်ဥစားဘာမှမသိနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာပြီးလာရတယ်။ပြီးတော့ကျွန်တော်ကဘလုံးကိုကျွန်တော်ပထမ round ဒါလူကျုံမထင်တာဒါလောက်ကဒါမှမကြရင်အုံတော်မရှိဘာမှမသိဒါအရက်ကြီးနေအဲ့ဒီအချိန်မှာဒါကျွန်တော်တို့ Chucky ကလည်းလင်းနေပကနေကူသမားဘယ်ဘက်တောင်တွေကိုကျွန်တော်ကတ်ပြီးသွင်းသွားတယ်ဘာမှလုံးလို့မရဘူးပေါ့နော်။အဲ့တော့ပြောချင်တာဒီနေ့ပုံစံမှာဒါကျွန်တော် United အသင်းကဒါ season နဲ့ကြာသွင်းသွားတဲ့ twin goal ဆိုတာပထမပထမ goal ကနေနေခုနပြောသူပဲဒါ Lion နဲ့ Simba နဲ့ Khayo တဲ့ movement ကနေပြန် share ထွက်လာတဲ့ပုံစံဒါ Lin နဲ့ Yu ကိုကောင်းတိုက်ပြီးသွင်းလိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ဒုတိယ twin goal ကတော့ ော်လေးကိုစီစဉ်နေကြတယ်ဘရူနိုဖာနန်ဒက်စ်ရဲ့အကောင်းဆုံးပုံစံတစ်ခုကိုဆက်လက်ပြီးတွေ့နေရဆဲဖြစ်တယ်ဒါကျွန်တော်ကိုဗီမိုင်းတို့ဘရူနိုဖာနန်ဒက်စ်ရဲ့ချိတ်ဆက်မှုကတစ်ဆင့်ဘရူနိုဖာနန်ဒက်စ်လမ်းပေးလိုက်တဲ့ဘောလုံးကိုယူဇာဝင်လာတဲ့ဂျော့ရှွာဇစ်ဂီကနေပြီးတော့ဒါကျွန်တော်တို့ နောက်တစ်ဖက်သင်းရဲ့နောက်ခံလူကိုကြော်ပြီးတိုက်သွားခဲ့တယ်ဇက်ဂျီကသူ့အနေနဲ့လက်ရှိမှာဘာလို့ white lander ဆိုင်သူကပို့ပြီး united မှာရှိတဲ့ကစားသမားတစ်ယောက်လဲဆိုဆက်လက်ပြီးတော့ပြသခဲ့တယ်ပွဲတစ်ပွဲပေါ့နော်အဲဒါမဲ့ပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာတည်တည်ချာချာပြန်ကြည့်မယ်ဆိုရင် united အသင်းအနေနဲ့ philosophy formation tactic တွေအရာတော်တော်လေး compact ဖြစ်တယ်တစ်ဖက်က lion ကတော့ရှင်းတယ်ခုနကဘယ်လို goal လိုချင်တဲ့နိုင်ချင်တဲ့ခုနကဘယ်လိုလဲဒါကိုကစားကွက်ဆိုတာတဲ့ခုနကတော့တင်းလုံးတက်တင်းလုံးဆင်းတယ်ဒါကွင်းလေခုနကဘယ်နောက်တန်းကကစားသမားကနီယာခါတီးလို့မာတာလို့ဆိုရင်ဒါကျွန်တော်ရုပ်တရက်ကြည့်မယ်ဆိုမသိရင်ကွင်းလေကစားသမားဒီ ဖြစ်တယ်တော်တော်လေးကိုဒါရှစ်တက်ပြီးတော့ဘောလုံးဆယ်ယူရုပ်စာတီကိုတွေးရတယ်တော့ပါတယ်ပေါ့အဲ့တော့ပြောချင်တာကလက်ရှိမှာ United အသင်းနဲ့ဒီနေ့ပွဲစဉ်က2-1ဆိုတဲ့ရလက်က United အသင်းတော်တော်လေးကိုဖယ်ဖြစ်တယ်2-2ဆိုတဲ့ရလက်က United အသင်းတော်တော်လေးကိုယင်ဘက်ကိုဒါကျွန်တော်တို့ထိမှန်စီတဲ့ဒါကျွန်တော်တို့ဟိုတော်တော်လေးကိုနာစီတဲ့ဥစ္စာပေါ့နော်ခုနကပြောသူဒီရလက်ကြီးအမှန်တိုင်းပြန်ကြည့်မယ်ဆိုရင်လုံးဝ United အသင်းတော်ဖယ်မဖြစ်ဘူး Lion ကဒီနေ့ပွဲစဉ်မှာတချို့သော movement တွေမှာပိုကောင်းနေဆိုတာမှန်မိမယ်တကယ်လည်း United အသင်းက season အရာတော်တော်လေးကိုဒါစီကန်းကြီးတဲ့တဲ့တဲ့ဖြစ်ခဲ့တယ်တစ်ဘက်က Lion ဟိုနောက်ပြောသူပဲဒါကျွန်တော်အရန်ဟို chaotic ဆန်တယ်ပေါ့နော် ရင်ခုနပေါ်သူပဲဟိုအရင်လှုပ်ရှားမှုတွေမြန်တဲ့အသေးသေးတင်ကိုဒါကျွန်တော်တို့ Lion C ကနေတွေ့ရမယ်ဒီမှာပါတယ်အဲ့တော့ဒီနေ့ပေါ်သူမှာဒါခုနပေါ်သူပဲ difference maker တွေကတော့ရှင်းပါတယ်ဒါကျွန်တော် United အသင်းရဲ့ကိုယ်သမားက difference maker အနည်းငယ်ဖြစ်သွားပြန်တယ်အဲ့တော့အိမ်ဝင်းကြီးကိုဒါတကူအတာနဲ့ဝင်သွားမယ်ဥစ္စာကိုတူတူဆိုရရလက်ကြီးနဲ့ဝင်သွားခဲ့တော့တော်တော်လေးကိုရင်ခံစရာဖြစ်တယ်လို့ပဲပြောပြရစေပေါ့နော်အဲ့တော့နောက်အသေးသေးကြောင်ပြောရမယ်ဆိုရင် Tottenham Hotspur အသင်းနဲ့ Eintracht Frankfurt အသင်းဒါကျွန်တော် စပါတင်ရဲ့ဒုံသာနိုင်မဲ့ဒါကြောင့်ဒီနေ့ပွဲဆိုမှဆိုဒါအသက်အရန်ရဘူးကောင်းတယ်ပြီးတော့ဒီတော့တုံးတယ်ဟောဒါကျွန်တော်တို့ဟိုဒိုင်းလူကြီးနဲ့ပတ်သက်ကျွန်တော် complaint မတက်ဘူးဆိုတော့ဂုံတီးပြီးလေဒါပေမဲ့ဒီနေ့ပွဲဆိုမှဒိုင်းလူကြီး immortal မှာညံ့တယ်ကိုဒီဘက်ကယူပနယ်ကိုကျွန်တော်ဒါကိုပနယ်ဒီမဟုတ်ပါဘူးကိုဒီဘက်ကယူဒေါင်ကံမို့ရဖို့အတွက်သုံးလောက်ရှိတယ်အဲ့ဒါတလုံးမှကျွန်တော်တို့မပေးဘူးကျွန်တော်ဒီတာဒေါင်ကံမပေးခုနကပြောဆို foul ဒီဆိုလေဒါသူဘက်က ultra fan fat ကမထိလိုက်နဲ့ထိလိုက်တဲ့ ultra fan fat foul ကျွန်တော်ဘက်ကကစားသမားဆွဲလှည့်သူတို့ဂီကိုမဆိုင်ဒိုင်းလူကြီးအဲ့တော့နည်းနည်းတော့ဒါခုနကပြောဆိုစပါတင်နဲ့အိမ်ငွင်းသာပြောရဒိုင်းလူကြီးရဲ့ favor လည်းမရဆိုဒိုင်းလူကြီးကတော့ shout ဒါကျွန်တော်တော်တော်လေးကို တော့ရှစ်တိဖြစ်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်အဆင်တန်းလည်းမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါပေမဲ့ခုနကဒီနေ့ပွဲစမှာစပါအသင်းအနေနဲ့ဒီအခုနောက်ပိုင်းပွဲစမှာဒီပွဲကတိုက်စစ်အဖြစ်တော်တော်လေးကိုခေါင်းတယ်လို့မြင်တယ်ဒါနောက်တစ်ခုအနေနဲ့ပြောရမယ့်စပါအသင်းရဲ့လူငယ်ကစားဖြစ်တဲ့ Lucas Bagvegar လက်ရှိတတော်ကြီးကိုအဆင်တန်းရှိလို့နေကစားသမားတယောက်လူပြောလို့ရမယ့်တဲ့မှာပါတယ်ပေါ့နော်စပါအသင်းနဲ့ဒီနေ့ပွဲစမှာဒါလူစုံတက်ဆုံကိုပဲတွေ့လာခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစမှာနောက်တစ်ခုအနေနဲ့ပြောမယ့်လီးပြအနေနဲ့တတော်လေးကိုညံ့တယ်ညံ့တယ်ဆိုတာဘာလို့ညံ့တယ်လို့ပြောလဲလက်ရှိမှာဒီနေ့ပွဲစမှာလီးပြအနေနဲ့တိတိချာချာဒါကျွန်တော်တို့စောစောစစ်စစ်ကလေးကလူလဲရမယ့်တဲ့မှာပါတယ် ဥပမာဆွန်ဟောင်းမျိုးဆိုပြဒါမိနစ်80လောက်ဒီဘာလို့ကိုင်းနေမှာထိတ်တာလဲရှင်းနေဆွန်ဟောင်းမျိုးဆိုဒါတပွဲလုံးဘာမှမလုပ်ပြနိုင်ဘူးမသီးရက်စတဲကိုထည့်ရခြင်းမှာအရန်နောက်ကျသွားပြီဆိုလန်ကီကိုဒါကျွန်တော်တို့ richly စင်တယ်လေးအချိန်မှာတအားနောက်ကျသွား richly စင်လို့ဘာဆိုဘာမှကိုလုပ်ပြခွင့်ကိုမရလိုက်ဘူး digest bands ဝင်လာ digest bands ဝင်လာချိန်မှာအရန်ကောင်းသွားတယ်ဒါကျွန်တော်ဝင်ဝင်လာချိန်မှာ brandon johnson အပိုင်လုံးလုံးရတယ်ထောက်ဝနိုင်ဆရာလေးကမူးဖို့ထောင်ကမ်းလိုက်တယ်အဲ့တော့ ဒါကျွန်တော်မမေ့ရမိနစ်60နဲ့65မိနစ်ကြာမှာစပါတင်အပိုင်လုံးကြီးပဲတုံးလုံးရတယ်နှလုံးကတိုင်ထိတယ်တလုံးကဂိုသမာပို့ထုတ်တယ်နောက်ဆုံးမိနစ်မှာလည်းဂိုရဖို့အတွက်ဒီဆက်ခဲ့ပြီးတော့တစ်ဖက်ဂိုသမာရန်ကောင်းခဲ့ဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ တပွဲလို့ရအကောင်းဆုံးကစားသမားစုကလေတဖက်ရဲ့ဂိုးသမားရတဲ့အထုကိုကောင်းခဲ့တဲ့မှာပါတယ်ဗျာနော်တဖက်ကဒါကြောင့်သွင်းသွားတဲ့သွင်းကိုကတော့စပါသေးအလင်းငိုင်းမိပြီးတလုံးစုတလုံးဖြစ်သွားအဲ့ဒါဒီနေ့ပွဲစဉ်မှာတဖက်ကဟီဂိုအက်တိုက်ရဲ့တလုံးကလွင်ဘာမှကိုမရှိတာတကယ်ဘာမှမစပါသေးဒီနေ့ပွဲစဉ်မှာအနည်းဆုံးဂိုးသွင်းတည်ချင်လေးကိုရတယ်ဗျာခုနကတိုက်နှလုံးထိတယ်ဂိုးသမားတလုံးပုတ်တယ်အခုလက်ရှိသွင်းကိုတကူအဲ့လေကိုရရင်ခင်ဗျာလုံးဝလက်ရှိ very good ပဲအဲ့တော့ကျွန်တော်မနိုင်မြောက်တို့အိမ်ဝင်သွားမှာတိတ်တော့မကြောက်လက်ရှိမှာတို့အတင်းနေနောက်တန်းတော်တော်လေးကိုညံ့တယ်ဒါ friend fat တင်းနောက်တန်းညံ့တဲ့အတွက်ကြောင့်စပါသေးတိတ်တော့ကျွန်တော်တို့တိတ်ပြီးမကြောက်ဘူးဒါပေမဲ့ ဒီကိုသမားလက်ရှိမှာဒီနေ့ဘုသမားအရန်ကိုသမားတော့ဒါခုနကဘုသမားကောင်းရင်ဆက်ဆက်ကောင်းတယ်တော့ဒါအမှန်ပဲအရန်ကိုသမားတလောက်ထိကောင်းသွားခဲ့တာဖြစ်တော့ဒါ Hugo Agdite နေခုလက်ရှိမှာဒါကျွန်တော်တို့ Premier League Club ကြီးစောင့်ကြည့်နေတဲ့ကစားသမားတယောက်နေနဲ့လက်ရှိမှာတလုံးစုတလုံးလုံးပြသွားခဲ့တယ်စပါးသင်းကလက်ရှိဆူလန်ကီကဒိုင်ယန်ကပြန်လည်တက်တာပြီးခဲ့က form ကတော်တော်လေးအားနေနေစေဖြစ်တယ်ဒါပေမဲ့ဒါလက်ရှိမှာဒီနေ့ဘုသမားစပါးသင်းနဲ့ဒါ မဂီဗန်နာဗင်ခရစ်ရှီရိုမေရိုဗန်ဒန်ကာရိုအိုဆူကတော်တော်လေးအလုပ်ဖြစ်သွားခဲ့ပြီးတော့ခိုင်းတဲ့ပူပြီးနောက်တန်းကိုပူလုံတဲ့တဲ့တဲ့တင်ကိုပူပြီးမြင်လာခဲ့ရတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကဒါစပါတင်အတွက်ဒါဘယ်လိုပဲပြောအကောင်းဆုံးပွဲစဉ်တွေကတပွဲပြီးပြောလို့ရတယ်။ဂိုးတွေကတကယ်ကန်ခေလို့ဒါမသွင်းလိုက်ရတာဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာ Frank Fair အင်ဝင်းကိုသွားပြီးကန်ရတော့မှဖြစ်တော့ကြောင့်မရင်တစ်ထိပ်ထိနေတော့ကြည့်ရမယ်တယ်။ဒါပေမဲ့လက်ရှိမှာဒါကိုစီသတင်းနေတော့မဟုတ်ဘူးလက်ရှိမှာဒါကျွန်တော်တို့အဲ ဘိုရိုဂလင်ဘွဲစင်ကလွင်ကျန်တဲ့ဘွဲစင်တွေအကုန်လုံးတည်ကြခဲ့တာဖြစ်ပြီးတော့စပါအပါဝင် United ကတော့ကျွန်တော်တို့ Ranger Athletic ကိုအကုန်လုံးတည်ကြခဲ့တဲ့ဘွဲစင်ဖြစ်ခဲ့တယ်အဲ့တော့ဒါပြောရမယ်ဆိုတော့တိတ်ပြီးတော့ မမိုက်တော့မမိုက်ဘူးเนาะအလောက်ပါဒါပေမဲ့စပါတင်ကျွန်တော်ဒါခံပြင်းနေမွေးနေမှာဗျာတကောင်နေဆော့တလွဲလုပ်လိုက်တယ်ဗောနော်တော်တော်လေးကိုခံပြင်းနေတယ်မှာပါတယ်ထားပါဘောလုံးပွဲတွေကိုကြည့်ရှုခြင်းလေဆိုရင်တော့ youth sport media 3 point ဆိုနဲ့ db4e တို့မှာကျင်းလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနိုင်ဘူးဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြုတ်တမရဲကောင်းမွန်တော်ဒီနေ့ဖြစ်ပါဆိုဆုံမောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာဗောအားလုံးမကြုတ်တမရဲ div4 ဗျ